အလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီတိုင်းရွှေသေးကတော့မနေ့ပိုင်းမှာ900တက်နဲ့ဈေးပွင့်သွားပါပြီဒီနေ့က16ရက်နေ့လေးလပိုင်း2020နဲ့9ခုနဲ့မနေ့ပိုင်းတိုင်းရွှေသေးကတော့900တက်ပါတယ်60ကျောင်းတသမာ900ခန့်လို့ရှိတဲ့တိုင်းရွှေအခဲဈေးဆိုင်ကရောင်းနေဈေးက9250ဆိုင်ကလက်ခံနေဈေးက9350လဝရနိုင်ဈေးနှုန်းတို့ရတော့ဆိုင်ကရောင်းတဲ့ဈေးက9350ဆိုင်ကလက်ခံတဲ့ဈေးကတော့9400ကျွန်းတသမာ96နဲ့ပေါင်ဈေးရှိပါတယ် ကမ္ဘာရွှေတအောင်စာကိုဒေါ်လာ3335.53ညနဲ့ထိုင်းရွှေဈေးကိုတွက်ထားပါဗျ။ဒေါ်လာကိုထိုင်းမှန်ငွေ33.22နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါဗျ။96.5ငရာကိန်းလို့ရှိတဲ့ထိုင်းရွှေခေကပန်ကောက်တဲမှာလက်ခ200ရှိပါတယ်။လက်ခ BC ထိုင်းရွှေခေတပတ်သားကို 9250ဈေးနဲ့ပေါင်းဈေးရှိပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာဂိုင်တို့ပြန်မပြတ်ပဲဆိုင်က9350ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝယ်ရနိုင်လက်ခံတွေကတော့ပန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ2000ဒီရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်တယ်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခံဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝယ်ရနာတစ်ပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က9ရာဂိုင်တို့ပြတ်ပြီးတဲ့အပြင်ကို4900ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။တိုင်းရွှေဈေးကတော့လက်ရှိမှာတက်ဈေးနဲ့ပဲရှိနေပါသေးတယ်။ကမ္ဘာရွှေကတော့ ဒီနေ့မှာအချဘက်ကိုနည်းနည်းပြနေတာဖြစ်ပါတယ်။အော်ကဘာချွေတအောင်စားကိုဒေါ်လာ 3300ကျော်ဒီဈေးကတည်ရှိနေတာဖြစ်ပါတယ်။ဒေါ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆုမဲ့သူတွေကတော့လက်ခဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ပတ်သားကိုလက်က200၊ငါးပတ်သားထိဝယ်မယ်ဆိုရင်လက်ကအကုန်ကျမရှိပါဘူး။ထိုင်းရွှေကရေတုံအနေနဲ့အနည်းငယ်ပြန်ကျနိုင်တဲ့အနေအထားမှာရှိပေမဲ့ရှင်ရှင်နေနဲ့ဆိုရင်တော့ထိုင်းရွှေကဆက်လက်တက်ဖို့လားလားရှိနေပါသေးတယ်။ထိုင်းရွှေစင်ငွေစီကိုမြန်မြန်တင်ပေးပါရစေ။ထိုင်းရွှေစင်ငွေစီတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။ ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ပြေရှင်းနိုင်ကြပါစေ။